်မင်္ဂလာပါရှင်ခိတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနာဂတ် Federal Democracy ပြည်ထောင်စုတွင်ကရင်ပြည်ကော်တူလေးနိုင်ငံအဖြစ်ပါဝင်ပြီးမိမိတို့၏ကံကြမ္မာကိုမိမိတို့ကသာလျင်ဖန်တီးစီမံအုပ်ချုပ်နိုင်ရမည်ဟု KNU ဥက္ကဋ္ဌပြောတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အနာဂတ် Federal Democracy ပြည်ထောင်စုတွင်ခရင်ပြည်ကော်တူလေးနိုင်ငံအဖြစ်ပါဝင်ပြီးမိမိတို့၏ကံကြမ္မာကို ိမိတို့ကသာလျင်ဖန်တီးစီမံအုပ်ချုပ်နိုင်ရမည်ဟုကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌပရိုဆော့ကွယ်ထူဝင်းကပြောဆိုလိုက်ပါတယ်။ယနေ့ကြောက်တဲ့86နှစ်မြောက်ကော်တူလေးနေအဖြစ်ထုတ်ပြန်သောမိန့်ခွန်းတွင် KNU ဥက္ကဋ္ဌကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။ကရင်မျိုးသားတော်လှန်ရေးလှုပ်ရှားမှုသည်ကရင်လူမျိုးတို့၏ဤမှန်းချက်နှင့်အိမ်မက်ဖြစ်သောကော်တူလေးနိုင်ငံထူထောင်ခြင်းဖြစ်ကြောင်းကရင်လူမျိုးအလုံး၏စိတ်နှလုံးတွင်ကော်တူလေးနိုင်ငံသည်စွဲမျက်ရှိနေသည်မှာညှင်းပယ်၍မရကြောင်းလက်ရှိတွင် KNU ကမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများစစ်အာဏာရှင်ဆန့်ကျင်သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်ကြိုးပမ်းလျက်ရှိကြောင်း၎င်းကပြောဆိုပါရယ် KNU ထိန်းချုပ်ထားသောနေနေများတွင်အုပ်ချုပ်ရေးနှင့်ပြည်သူ့ရေးရစီမံခန့်ခွဲမှုများကိုလည်းချမှတ်သွားမည်ဖြစ်ကြောင်း Federal Democracy ပြည်ထောင်စုတည်ဆောက်ရာတွင်အောက်ခြေမှအထက်သို့စီမံခန့်ခွဲမှုဖြင့်ပြည်내အကောင့်တည်ဆောက်ခြင်းမှတစဉ်ပြည်ထောင်စုထူထောင်ခြင်းကိုပုံဖော်ခြင်းဖြစ်ကြောင်းရှင်နေတော်လည်ကာလတွင်မဟာလူမျိုးကြီးဝါဒနှင့်အာဏာရှင်စနစ် ထိုမူထိုစနစ်များကိုကျင့်သုံးပြီးဖြီးရင်းပြိပခါကိုဖန်တီးနေသူများကို အပိတိုင်တိုက်ဖြတ်ရန်မှာခရင်လူမျိုးများဤတာဝန်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌကသူ၏မိန့်ခွန်းတွင်ပြောဆိုထားပါသည်။လာမယ့်အနာဂတ်ကာလတွင်ခရင်လူမျိုးများအနေဖြင့်မိမိနယ်မြေတွင်မိမိကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မိမိတို့၏ကံကြမ္မာကိုမိမိတို့ကသာပြည်ဖန်တီးပြီးစီမံအုပ်ချုပ်နိုင်ရန်အနာဂတ်မျိုးဆက်တင်များအောင်မွေးထုတ်သွားရမည်ဖြစ်ကြောင်း ကရင်ပြည်ကောသူလေးထူထောင်ရန်ကရင်လူမျိုးများအလုံးကအင်တိုက်အားတိုက်ပါဝင်ကြိုးပမ်းကြရန် KNU ဥက္ကဋ္ဌကတိုက်တွန်းပြောဆိုပါတယ်။ဆက်လက်ပြီးမန္တလေးအိုးဖိုထောင်တွင်စေကူတာခွင့်မရ၍နိုင်ငံရေးအကျဉ်းသူ CDM အလဲရန်ကျောင်းအုပ်တော်မြင့်မြန်တန်းကွယ်လွန်ယခုနှစ်အတွင်းထောင်တွင်းတည်ဆုံရသောနိုင်ငံရေးအကျဉ်းသား၁၁ဦးရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးမြို့အိုးဖို့အကျဉ်းတောင်တွင်စေကူတာမှုမရရှိ၍နိုင်ငံရေးအကျဉ်းသူ CDM အလေတန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်တန်ကွယ်လွန်သွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှဗအိုးဦးဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကသတင်းဌာနသို့ပြောကြားပါရယ်။မန္တလေးအို့ဖို့အကျဉ်းထောင်တွင်မေလ9ရက်နေ့ CDM အလေတန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြန်တန်းကြောက်ဆုံးခဲ့ရခြင်းဖြစ်ကြောင်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြန်တန်းသည်2023ခုနှစ်ဇူလိုင်29ရက်နေ့တွင်မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီးဒေါ်မြင့်မြန်တန်းသည်တီဗီယောဂါအခန်းရှိသောကြောင့်စေဝါဆောင်ရှောက်မှုပုံမှန်လိုအပ်နေသူတအုပ်ပြက်ကယောဂပြင်းထန်လာချိန်တွင်ထောင်အာနာပိုင်များထံ ပြင်ပတွင်စေကူတာခွင့်တောင်းခံခဲ့တော့လေထောင်အာနာပိုင်းများကစေကူတာခွင့်ပေးခြင်းမရှိကြောင်းသိရပါတယ်စီရီယံအလေတန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြတ်တန်းကိုအကြံဖတ်တိုက်ဖြတ်ရေးဥပဒေပုံမှ52ကကြေဖြင့်စစ်ကောင်စီကထောင်နန်း9နှစ်ချမှတ်ခဲ့ကြောင်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြတ်တန်းသည်တီဗီရောဂါအခန့်ကြောင့်စေပြင်းများသွေးနေရပြီးသွေးကြောပေါက်ချိန်အချိန်မီစေဝါကူတာဆောင်ရှောက်မှုမရရှိခဲ့တဲ့ဖြင့်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ် ဒီနှစ်ဇန်နဝါရီကနေဇွန်လအထိတည်ဆုံမှုအများဆုံးထောင်ဟာမန္တလေးအိုးဖို့အကျဉ်းထောင်ဖြစ်နေတာကိုတွေ့ရပါတယ်။ဒီအခြေအနေဟာထောင်ရင်းစေးကွာကုသမှုမရရှိမှုဘလောက်အထိဆိုးရွားနေသလဲဆိုတာတည်ဆုံခဲ့ကြရတဲ့သူတွေကသက်တည်ပြနေရတယ်လို့ဖြစ်ပါတယ်။နောက်ထပ်စေဝါဆောင်ရှားမှုမလုံလောက်လို့တည်ဆုံတာမျိုးထပ်ပြီးမဖြစ်စေချင်တော့ပါဘူးဟုကိုတိုက်ထုံးဦးကသတင်းဌာနသို့ပြောကြားပါတယ်။မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင်စေဝါဆောင်ရှားမှုလုံလောက်စွာမပေးခြင်းကြောင့်နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းကျခံနေရသူများမှာယောဂဖြစ် ွာခြင်းစေဝါကုသခွင့်ဆုံးရှုံးရင်းယောဂအခမ်းများပုံမှုဆိုးရလာခြင်းထိဆုံးတင်သည့်အခြေအနေမဟုတ်ဖဲအသက်ပေးရသည့်အသည့်ဖြစ်ပွားလျက်ရှိကြောင်း2025ဇန်နဝါရီလမှစွန်လတရက်နေ့အထိစေဝါဆောင်ရှောက်မှုမလုံလောက်၍ သိဆုံးခဲ့ရသူနိုင်ငံရေးအကျဉ်းသားဆက်တက်ဦးအထိရှိလာပြီဖြစ်ကြောင်း PPNN ကထုတ်ပြန်ပါတယ်။ဆက်လက်ပြီးသမရဥဝင်းမြင့်နှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့နှိရှိလာများပြင်ပနှင့်ထိတွေ့ဆက်တွေ့ခွင့်ပိတ်ပင်ခံရသည့်အခြေအနေကိုဂူလာနိုင်မြန်မာတမ်မတ်ကြီးပြောတဲ့ဆိုတဲ့တဲ့င်ကိုကျင်းဆက်ပြီးသွားမှာဖြစ်ပါတယ်။နိုင်ငံတော်သမရဥဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့သည်ပြင်ပနှင့်ထိတွေ့ဆက်တွေ့ခွင့်အားနှိရှိလာများပိတ်ပင်ခံထားရကြောင်းဂူလာသမကဆိုင်ရာမြန်မာတမ်အမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားပါတယ်။ နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်နာယမန်နေဇွန်လ23ရက်ကပြုလုပ်သည့်ဒုတိယအခွင့်အရေးကမ္ဘာလုံးဆိုင်ရာအကျဉ်းထောင်စိန်ခေါ်မှုကိုဖြည့်ရှင်းခြင်းအစည်းအဝေးတွင်တက်ရောက်မင်းကွန်းပြောကြားစဉ်စေအုပ်စုကအကျဉ်းသားများကိုတီးခြားဖယ်ထုတ်၍ပြောက်ွယ်အောင်ဖယ်ရှားပြည်ရန်နှင့်ရွေးကောက်ခံခေါင်းဆောင်များကိုဖယ်ထုတ်ခြင်းဖြင့်ဒီမိုကရေစီကိုစိတ်သုံးစေရန်ရည်ရွယ်လှုံ့ဆော်နေကြောင်းတန်မတ်ကြီးကအသိပေးပါသည် စစ်တပ်လက်အောက်ခံတရားရုံများသည်လှုပ်ဝက်စွာလှုပ်ရှားပြီးတည်တံစီရင်ချက်များကိုမိနစ်ပိုင်းအတွင်းချမှတ်နေကြောင်းတမ်မတ်ကြီးကကုလသမဂ္ဂသို့ပြောပါရယ်ပြီးခဲ့တဲ့2023ခုနှစ်တနှစ်ထဲ၌ပင်ဒီမိုကရေစီထောက်ခံအားပေးသူ160ခန်းတည်တံချမှတ်ခံခဲ့ရသည်ဟုအစီရင်ခံသည် ာနာသိန်းစစ်ကောင်စီသည်အကျဉ်းထောင်အစ်များကိုလည်းတိဆောက်လျက်ရှိပြီးရင်းအဆောက်အုံများမှာတရားမျှတမှုအားကင်ဆွဲရန်အတွက်မဟုတ်ပဲတရားမျှတမှုကိုအကျဉ်းချရန်အတွက်ဖြစ်ကြောင်းတမ်မတ်ကြီးကရှင်းပြပါရယ်မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှု၄နှစ်ကျော်အတွင်းကျောင်းသူကျောင်းသားများဆရာဝန်များတရင်တောက်များရွေးကောက်ခံလွှတ်တော်အမတ်များနှင့်ကလေးများအထိပါဝင်လျက်ပြည်သူ2900ကျော်မှနိုင်ငံရေးရည်တည်ချက်များကြောင့်ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်အများစုမှာတရားလက်လို့ဖမ်းဆီးချုပ်နှောင်ခံခဲ့ရခြင်းဖြစ်ပြီးစစ်တပ်မှငွေကြီးလိုသည့်ရည်ရွယ်ချက် က်ဖြင့်ဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်ကြောင်းတာအမတ်ကြီးက ခုလသို့ရှင်းပြသည်ဖန်စီခံထားရသူများအနက်2000ကျော်မှဆက်လက်ထိန်းသိမ်းခံထားရပြီးထောင်ဒဏ်များချမှတ်ခံထားရပြီးဖန်စီထိန်းချုပ်ခံထားရသူများအနေဖြင့်တရားမျှတမှုရှိသောတရားခွင်ဆုံးဖြတ်မှုကိုတစ်ချိန်တစ်ခါမှခံစား권မရခဲ့ကြကြောင်းတမ်မကြီးကဆက်လက်ပြောပါရယ်2022ခုနှစ်တွင်နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့်ကိုဖြိုးစီရသောကိုကျော်မင်းယူခကိုချင်းမီကိုလှမျိုးအောင်နှင့်ကိုအောင်သူရစောတို့သည်တကားပိတ်တရားခွင်များဖြင့်မတရားကွက်မြက်စီရင်ခံခဲ့ရသည် 2024ခုနှစ်တွင်လဲစစ်အုပ်စုကကိုကောင်းထက်နဲ့လူငယ်အမျိုးသမီးနိုင်ငံရေးအကျဉ်းသူမတ်ချမ်းမြင့်သူတို့ကိုထတ်မှန်၍မတရားကွပ်မျက်စီရင်ခဲ့ကြောင်းတန်မတ်ကြီးကခုလာသို့ပြောသည်မြန်မာနိုင်ငံတွင်စစ်အုပ်စုကလက်ရှိတိုင်းပြည်ကြုံတွေ့နေရသည့်အကျဲ့အတဲဤစင်းမြင့်ဖြစ်ကြောင်းတန်မတ်ကြီးကိုခုလာသို့ရှင်းပြသည်စစ်အုပ်စုသည်ပြည်တွင်းတရားဥပဒေစိုးမိုးမှုကိုချိုးဖောက်သည့်အပြင်အယက်သားပြည်သူများအပေါ်စစ်မှတ်ကျူးလွန်နေခြင်းကြောင်းအကျဉ်းကျနေရသူများသာမကနိုင်ငံတော်ဝန်ရှိပြည်သူလူထုတရက်လုံးမှာနေရက်ဆုံးခွာမှု ပြဿနာနှင့်လူသားချင်းစာနာအကျက်အတည်းဒုက္ခတို့ကိုရင်ဆိုင်နေရသည်ထို့အချိန်တွင်စစ်အုပ်စုကပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုခံစားနေပြီး နိုင်ငံတကာဥပဒေနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့နိုင်ငံတကာလူအခွင့်အရေးဥပဒေတို့ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်းတတ်မှတ်ကြီးကထောက်ပြသည်စစ်အုပ်စုသည်စစ်ရာဇဝတ်နှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများသည်တအူတဲသောတရက်ခံများပင်ဖြစ်ပြီး၎င်းတို့အားမဖြစ်မနေတာဝန်ယူမှုတာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်းတတ်မှတ်ကြီးကဆိုသည်နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်စစ်အာဏာရှင်စနစ်နှင့်၎င်းတို့၏မတရားစစ်အာဏာသိမ်းမှုတို့ခြုံငင်းရေးအတွက်အားထုတ်နေသည့်မြန်မာပြည်သူများ၏ကြိုးပမ်းမှုများကိုခု ညီအားဖြည့်ပေးကြရန်ကုလဆိုင်ရာမြန်မာတမ်မတ်ကြီးကတိုက်တွန်းသည် ဆက်လက်ပြီးထောက်ချမ်းမြို့နယ်ရှိအမှတ်3လမ်းနဲ့အမှတ်9လမ်းဆုံးမှစစ်ကောင်စီတပ်ဘန်ကာကင်းကိုမိုက်ခွဲတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းထောက်ချမ်းမြို့နယ်ကအကြံဖက်စစ်ကောင်စီတပ်ရဲ့ဘန်ကာကင်းကိုအဝေးထိန်းမိုင်းတွေနဲ့သွားရောက်ဖောက်ကွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame OF အဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောပါတယ်။ဇွန်လ23ရက်မနေ့ကညပိုင်းကတော်လန်ရေးပျောက်ကြားတပ်ဖွဲ့ဝင်တွေကအကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့အမှတ်3လမ်းနဲ့အမှတ်9လမ်းဆုံးကဘန်ကာကို ုမိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိတယ်လို့သိရပါတယ်။အဝေးထိန်နှလုံးသုံးခဲ့ပေမယ့်တလုံးပဲကောင်းကောင်းအောင်နေ။နောက်တလုံးကပောက်ကွဲအားနေသွားတယ်။သိရသလောက်စစ်ခွေးအဆောင်သုံးကောင်အပြင်ထွက်ချိန်ဆွဲလိုက်တာမှတကောင်ပဲထိပြီးလဲကျသွားတယ်ပေါ့။နောက်ဆက်တွဲထိခိုက်မှုတွေကိုတော့မြေပြင်6လမ်းနေသေးပါလို့ Operation Flame OF ရဲ့တရင်းနေပြန်ကြားရေးတာဝန်ခံကတရင်းဌာနကိုပြောပါတယ်။ မိုင်းခွဲတိုက်ခိုက်မှုလှုပ်ဆောင်ပြီးတဲ့နောက်ယောက်ျားရဲဘော်တွေလည်းဘေးကင်းရာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ Operation Flame OF ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့တဲ့ Operation Flame OS အနေနဲ့ဆက်လက်ပြီးရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့လက်တွဲကအကြမ်းဖက်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချိန်မုံသွားမယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မေလတလလုံးမှာလည်းရန်ကုန်တိုင်းတွေကအကြမ်းဖက်စစ်ကောင်စီတောက်တိုင်းရန်ရရတွေကိုမျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်တွေကရှစ်ကြိမ်တိုက်ခိုက်ခဲ့ပါသေးတယ်။ ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။